မြန်မာ့ဥခရိုနီကဲ့အပီလာ25မြင်ကွင်ငလင်ပြေးကြရောက်ပြီးနောက်တလားပြေခါနီအခြေအနေမလာ28ရက်နေ့မှာမဂနီကျူ9.8နဲ့မိနစ်ပါအတွင်းနောက်ဆက်တွဲ6.8ပြင်းအားရှိတဲ့ငလင်လှုပ်ခတ်သွားတာတလားတင်းနေပြေဖို့ရန်နေငယ်သားလိုပါတော့တယ် တလတင်းနေပြေဖို့၃ရက်အလိုမှာငလင်ပေးတံနဲ့ပတ်သက်လို့အချင်းချုပ်ကောက်ချက်ချရရင်ငလင်ပေးကြားရောက်မှုရဲ့ဒဏ်ရာတန်ချက်တွေကအစိမ့်တိုင်းရှိနေသေးတယ်လို့ဆိုရမယ့်အနေအထားနဲ့အပြည့်စည်အောက်ကပြိမိနေသူတွေကို82နှစ်အတွင်းအရေးပေါ်အသက်ကယ်ဆယ်ရေးကိုနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်ရင်းကမိသက်အဖွဲ့ပရာဟိတကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတိုင်းတာတစ်ခုထိကူညီကယ်ဆယ်နိုင်ခဲ့ပေမယ့်လုံလောက်တဲ့အစီအမျိုးတော့မရှိခဲ့ဘူးလို့ကောက်ချက်ချရမှာဖြစ်ပါတယ်။ အခုလိုပြင်းထန်တဲ့ငလင်ပြေးကြောက်ရောက်နိုင်ခြေအတွက်ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း၂၀21ခုနှစ်ဆရာနာတင်ပြီးနောက်ပြည်ရင်းစစ်ဖြစ်ပွားနေပြီးလူမှုကြားစိတ်ဝမ်းကွဲပြားမှုတွေစစ်ဘေးတိမ်းရှောင်ကြရသူတန်းနေချီရှိပြီး အုပ်ချုပ်တဲ့အစိုးရကိုနိုင်ကစစ်ပွဲအသုံးစရိတ်တွေကိုပထမဦးစားပေးသုံးဆွဲနေချိန်လူမှုအနေနဲ့အတက်မွေးဝမ်းကြောင်းစီးပွားရေးအလုပ်တွေကိုကောင်းမွန်စွာမလုပ်ဆောင်နိုင်တဲ့အခြေအနေမျိုးမှာနှစ်80နဲ့တရားဝင်ကျင်လောက်မှာတစ်ချိန်ကြုံရလေးရှိတဲ့ပြင်းထန်တဲ့ငလျင်ပြေးကိုကြုံတွေ့ကြရခြင်းကကုညီရေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေကိုအားနည်းစေတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ခေါင်းဆောင်တချို့အစိုးရအာဏာသိမ်းစစ်ကောင်စီဟာနိုင်ငံရဲ့နေမြင်း20ရာခိုင်နှုန်းကျော်ကိုသာထိန်းချုပ်ထားနိုင်တယ်လို့ဆိုပေမဲ့အခုငလင်ပြီးဆိုရစွာကြားရောက်တဲ့ဒေတာအများစုကစစ်ကောင်စီထိန်းချုပ်ထားတဲ့မျိုးကြီးတွေဖြစ်နေပါတယ်။မန္တလေးစကိုင်းကြောက်စဲနေပြည်တော်ပြမနာအင်းလီရမဲတင်ပျော်ပဲဝမ်တင်မြင့်ငယ်ပလိစတဲ့ငလင်တန်အစိုးရဆုံးခံရတဲ့မြို့တွေကစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေတာတွေဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့တောင်မြောက်တလျှောက် ARI မြစ်နဲ့တောင်မြောက်ကားလန်းတွေမှာငလင်ကျောကတည်ရှိသလိုမြို့တွေကလည်းမြစ်တလျှောက်နဲ့ကားလန်းတစ်ချောက်တည်ရှိကြတာဖြစ်လို့အထူးခိုက်အများဆုံးမြို့တွေကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံအလဲပိုင်းတောင်မြောက်တကြောက မြို့တွေနဲ့၎င်းတို့ရုံးဆိုင်တဲ့နေပြည်တော်တို့ဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်အနေနဲ့ငလင်ပေးကြရောက်ပြီးနောက်နိုင်ငံတကာအကူအညီကိုတောင်းခံခဲ့တဲ့အဖြစ်တစ်ခုကလွှဲရင်အရေးပေါ်အသက်ကဲဆဲရေးတွေမှာလက်နက်ကိုင်တပ်တွေကိုထုတ်သုံးတာမတွေ့ရသလို ငွေကြေးအပြင်လည်းများများဆဆဘတ်ဂျက် ထုတ်သုံးတာမတွေ့ရှိရပါဘူး။နိုင်ငံတကာအစိုးရတွေအထူးသဖြင့်အိန္ဒိယနိုင်ငံတွေရဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအရေးပေါ်စေယုံစည်းကမ်းတွေကြောင့်ငလင်ပေးကြရောက်ပြီးရပ်ပိုင်းတွင်ကယ်ဆယ်ရေးကအတိုင်းအတာတစ်ခုထိကယ်ဆယ်နိုင်ခဲ့တာတွေ့ရမှာပါ။အာနာသိန်းစစ်ကောင်စီအနေနဲ့၎င်းတို့ရဲ့အရက်ဖတ်ဌာနဆိုင်ရာဝင်ကြီးရုံးတွေအထိ ဆူဆူရွရွထိခိုက်ပျက်စီးခဲ့ပြီးတလကြာသည့်တိုင်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့၎င်းတို့ရဲ့မိသားစုတွေနေထိုင်ရေးကိုလုံလောက်တဲ့အကူအညီမပေးနိုင်သေးတာတွေ့ရမှာပါစစ်ကောင်စီဟာစစ်ဖက်ရုံးတွေစစ်ဌာနချုပ်တွေရဲ့လုံခြုံရေးထိခိုက်ပျက်စီးမှုတွေကို ပထမဆုံးဦးစားပေးပြင်ဆင်နေပြီးငလင်ပြီးကြားရောက်ခါစားရက်တွေမှာပင်လည်းဒီကြောင်တိုက်ခိုက်မှုတွေရပ်နားခြင်းမရှိဘဲအမိတ်ပြီးစနစ်စီမံခန့်ခွဲမှုစနစ်ကပုံမှန်လဲပတ်နေတဲ့အနေအထားတွေ့ကြရမှာပါ ငလေးပေးကြားရောက်နေတဲ့အရေးပေါ်ကာလလိုမျိုးမှာတော့လေချောင်းစစ်စင်ရေးတွေတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေဖို့အားဆိုင်နေခဲ့တာထင်ရှားပါတယ်။စစ်ဘက်မဟုတ်တဲ့အခြားသောဌာနတွေအနေနဲ့သာဝန်ထမ်းတွေရုံးပြန်တက်ရောက်နိုင်ဖို့၎င်းတို့ရဲ့မိသားစုတွေနေထိုင်စရာတန့်ရှင်းတဲ့တောက်သုံးရေးအညစ်အကြေးစွန့်ခြင်းစတာတွေကိုလုံလောက်အောင်စီစဉ်နိုင်ခြင်းမရှိသေးပါဘူး။ ၎င်းတို့အုတ်ချုပ်ရေးရန်နေရာတွေမှာပါဝင်လောက်ကိုင်းနေတဲ့ဝန်တန်းမိသားစုတွေအစောပိုင်းရက်တွေကဘူတာယုံလိုလန်နဘေတစ်ပင်ရိတ်တွေလိုမျိုးမှာဖြစ်တယ်လို့နေထိုင်ကြရပြီးအခုတလားခန့်ကြာချိန်တွေမှာကွင်းပြင်တွေမှာမိုးကာတဲတွေနဲ့နေထိုင်နေကြရဆဲဖြစ်ပါတယ်။ရာသီဥတုအပူပြင်းဆုံးနေရာဒီအလဲမှာကွင်းပြင်နဲ့မိုးကာတဲတွေနဲ့နေထိုင်ကြရတဲ့အဖြစ်ဟာရက်ပိုင်းသတင်းပတ်အနေငယ်ဆိုရင်တော့မှတမ်းမာရီထိခိုက်နိုင်ခြင်းအသက်အန္တရာယ်ထိခိုက်နိုင်ခြင်းရှိနေတာဖြစ်ပါတယ်။ ၎င်းတို့အုပ်ချုပ်ရေးရန်နေရာထဲမှာပါဝင်နေတဲ့ဝန်ထမ်းတွေနဲ့မိသားစုတွေအတွက်တောင်းလုံလောက်အောင်မကူညီနိုင်တဲ့အနေအထားမှာတာမန်အရက်သားတွေဖို့နေစရာမရှိတဲ့ပြဿနာကိုစစ်ကောင်စီအနေနဲ့ထိရောက်တဲ့အကူအညီပေးနိုင်တာမတွေ့ရပါဘူး။ မန္တလေးစကိုင်းနေပြီးတော့ပျော်ပွဲစတဲ့မြို့တွေကလက်လုံလက်စားလူတို့အဖို့နေအိမ်မပြည့်စည်ခဲ့ဘူးဆိုရင်တော့မှအလုတ်ကင်တွေဆုံးရှုံးသွားကြတဲ့သူအများပြားရှိနေတဲ့အနေထားပါအိမ်ဖြတ်တာအပြည့်စည်တွေတိမ့်တာစတဲ့ကြပန်းလုတ်ကင်မျိုးကငလီပီးနဲ့တွဲလျက်ပေါ်ထွက်လာပေမယ့်လူတိုင်းဘူတော့အဲ့လိုအပြည့်စည်ရှင်လျင်အလုတ်ကင်တွေလုံနိုင်ခြင်းမရှိကြပါဘူး မန္တလေးနေပြီးတော့စကိုင်းလိုမြို့ကြီးတွေမှာလန်နေပြီးမှယာယီတဲတွေနဲ့နေထိုင်နေကြရသူတွေအများပြားရှိနေပြီးကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရလူ၄000ကျော်ဤယာယီတဲတွေမှာနေထိုင်နေကြရစေလို့ဆိုပါတယ်။မတာခင်သတင်းပတ်နေငယ်အတွင်းမုတ်တုံမိုးရသည်ဝင်ရောက်လာတော့မှဖြစ်ပြီးအခုလက်ရှိအပူချိန်40ကျော်ဝင်းကျင်မှာယာယီတဲတွေမှာနေထိုင်နေကြရပြီးမိုးရသည်ဝင်ရောက်လာတဲ့အခါရေမြုပ်မဲ့အန်ရဲနဲ့ထပ်မံရင်ဆိုင်တုံတေးကြရအောင်မှဖြစ်ပါတယ်။ မန္တလေးစကိုင်းကြောက်စဲပြုတ်ပွဲအင်းလေး ပြမနာစားတဲ့မြို့တွေမှာနေအစာဥပိုင်ဆိုင်သူတွေအဖို့ပြန်လည်ရုံးထားဖို့စုဆောင်းထားတဲ့ငွေကြေးရှိကောင်းရှိကြပေမဲ့တာမန်အောက်ခြေလူရန်စားအလွာဖို့ငလင်ပေးကနေပြန်လည်ရုံးထားရေးမှာကြီးမားတဲ့အခက်အခဲအတားအဆီးတွေနဲ့ရင်ဆိုင်နေကြရတဲ့အနေအထားဖြစ်ပါတယ်။ငလင်တန်ပြင်းပြင်းထန်ထန်ခန်းစားခဲ့ကြရတဲ့အထက်ဖော်ပြပါမြို့တွေကဟိုတယ်တဲကိုကန်စားတောက်ဆိုင်နဲ့အခြားသောအင်ဂျင်မှုလုပ်ငန်းတွေအနေနဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အစအဦးထုတ်လုပ်မှုပစ္စည်းတွေဆုံးရှုံးသွားကြတာကြောင့်ပြန်လည်ထူထောင်ရေးမှာအဆ ိုးရထံကအတိုးနဲ့ချေးရတဲ့ချင်းငွေလိုမျိုးလိုအပ်ကြမှာဖြစ်ပါတယ်ဒါပေမဲ့အာနာသိန်းစစ်တပ်အနေနဲ့အရေးပေါ်ကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ငွေကြေးကိုပင်ပြည်ရင်းအလှူရှင်တွေပေါ်မိခိုနေရပြီးဘတ်ဂျက်တက်တက်မှတ်မှတ်သုံးဆွဲမဲ့အစီအစဉ်တွေရှိတယ်လို့အခုချိန်ထိမကြားသေးကြရသေးပါဘူး။ နိုင်ငံတကာအစိုးရတွေနဲ့ကုညီရေးအဖွဲ့အစည်းတွေတချို့ကကယ်ဆယ်ရေးပစ္စည်းအကူအညီတွေစစ်ကောင်စီကတဆင့်ပေးအပ်မဲ့လိုအပ်နေသူတွေထံမြန်မြန်ဆန်ဆန်ဝေငှပေးတာမျိုးတွေ့မနေရပါဘူး။နိုင်ငံတကာအစိုးရတွေအနေနဲ့အိန္ဒိချင်းတရုတ်နိုင်ငံကရွှေငွေ1ဘီလီယံကန်ဒေါ်လာတန်130ကျော် လူသားချင်းစာနာမှုအကူအညီပေးရမယ်လို့ကြေညာထားပြီးဘလို့ကဏ္ဍတွေမှာဘလောက်သုံးမလဲဆိုတာတော့တိတိပပမသိရှိကြရသေးပါဘူးအခုလိုတလားပြေဖို့ရက်အနေငယ်ကာလမှာငလီပြီးမှအသက်ဆုံးရှုံးသွားကြရသူ၄000နီးပါးအတွက်ဝမ်းနေချေကွဲတည်ကြသလိုကြံရစ်တဲ့ဒဏ်ရာရရှိသူတွေထိခိုက်ဒဏ်ရာရမရပေမဲ့ ပိုင်ဆိုင်မှုဆုံးရှုံးအတက်မွေးဝမ်းကြောင်းလုပ်ငန်းဆုံးရှုံးခဲ့ရသူတွေအဖို့အာနာသိန်းစစ်ကောင်စီအနေနဲ့ဘယ်လိုစဉ်းစားပြင်ဆင်ထားသလဲဆိုတဲ့အရေးကြီးတဲ့မိကွန်းလဲပေါ်ထွက်လာနေတာဖြစ်ပါတယ်တဖက်မှာစစ်ပွဲတွေကြောင့်ဆုံးရှုံးပျက်စီးမှုတွေကြုံတွေ့နေကြရတဲ့မြန်မာလူလူဖို့ငလင်ပေးကနေထပ်မံယုံထားရမယ့်အရေးကကြီးမားတဲ့အခက်အခဲစိန်ခေါ်မှုတွေဖြစ်နေမယ်ဆိုတာအသေးချာဖြစ်ပါတယ်ရှင်